တင်းဒီသာသနာတော်နှစ်2559ခုနှစ်ကောဇာတကြီး1395ခုနှစ်နေုံလာပြီးကျော်နေ့ရက်နေ့ညချာအခါကာလမှာစင်ကူနိုင်ငံအရိနာကန်ထွေကလမဆင်းရင်ကျင်းပါတဲ့အချိန်၄၀မြောက်9ရက်နေ့တရားစခန်းပေါ်မှာဒီနေ့9ရက်မြောက်နေ့ဖြစ်ဖြစ် ေနကောင်တော်တို့ကိုယင်းတို့မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုဟောကြားခွင့်ရပါလေ။ပေနကောင်တော်တို့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုနာယူကြည်ညိုခွင့်ရကြသည်။အဲ့တော့ယင်းတို့စင်ကာပူရောက်ဗုဒ္ဓဘာသာဝင်တော်တော်များစုပေါင်းဆင်ရင်ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားဝဲတဲ့မြတ်ဒီကနေ့ညမတရားဟောမှလည်းဆိုလို့ရှိရင် ေကမိကေမာဝကပါဠိတော်မှာလာရှိတဲ့မဟာသူတ္တနာတုတ်တံတရားဒေသနာတဲ့မဟာသူတ္တနာဆိုတာကမြတ်စွာဘုရားရဲ့တခုသောဘဝတုန်းကစัจ जा မင်းဖြစ်ခဲ့တုန်းကနာမည်ပါမဟာသူတ္တနာစัจ जा မင်းပေါ့ဒီတုတ်တံကိုမြတ်စွာဘုရားပြိဋိဘံသံဃာနည်းမှာရှင်အနန္ဒာရဲ့လျှောက်ထားခြင်းအရာ ရှင်အနန္ဒာကမြတ်စွာဘုရားအင်ပဒံကြီးကျယ်တဲ့အကုန်လုံးနဲ့အင်ပဒံကြီးကျယ်တဲ့မြတ်စွာဘုရားလိုပုဂ္ဂိုလ်ဟာအင်ပဒံတည်နေတဲ့ဒီလိုကုသနာယုံမျိုးလေးမှပြင်းလေးမှမဆန်းသင့်ပါဘူးဗျာပါရမတီတို့လိုတာဝိထီတို့လိုရာဇဂျူတို့လိုမြို့ကြီးတွေမှာပြင်းလေးမှဆန်းသင့်ပါတယ်လို့ပြောထားတော့မြတ်စွာဘုရားကဒီကုသနာယုံမျိုးလေးကိုမြို့တိမ်မြို့သေးလေးဆိုပြီးတော့အထင်မသေးသင့်ဘူးဆိုတဲ့အကြောင်း အချိန်လုံးကအလွန်ကြီးကျယ်တဲ့ကုသဝရီမင်းဒီကြီးဆိုတာဖြစ်ခဲ့ဘူးလေဆိုတဲ့အကြောင်းဘလောက်ပင်ကြီးကျယ်တော်လည်းပဲသင်္ခါရတရားတို့ရဲ့သဘောအားလျော်စွာအဆုံးတနည်းမှပြည့်စည်သွားကြရတယ်ဆိုတဲ့အကြောင်းပြည့်စည်ခြင်းအနိစ္စတရားကိုထင်ရှားစေဖို့အတွက်ဒိဋ္ဌပံတရဝံတို့အဲ့ဒီရွယ်ချက်နဲ့ဒီတုဒ္ဒံတရားဒေသနာကိုနာယူချင်ညိုကြရမယ်လောကကြီးမှာ ဘာတွေပဲဖြစ်ဖြစ်ဘာတွေပဲကောင်းနေပြောပြောဘလောက်ပဲကြီးကျယ်ခမ်းနားပါလေဆိုဆိုအလုံးတို့ဒီအနိစ္စမီးရဲ့လောင်ကျွမ်းရာအစာဖြစ်တဲ့အတွေ့အကြောင်းဖြစ်စည်းသွားတတ်သွားကြတာရှိပဲပြီးဆုံးသွားကြတာရှိပဲသင်္ခါရတရားတို့ရဲ့မကောင်းတဲ့အပြစ်အနာစာအကြီးကျယ်ဆုံးတော့အပြစ်အနာစာအဲ့ဒီအနိစ္စဖြစ်တယ်ဆိုတဲ့အချက်ပဲနော်ဒါကြောင့်အဲ့ဒီအနိစ္စဖြစ်တယ်ဆိုတဲ့အချက်ကိုပေါ်လွင်ထင်ရှားစေဖို့ ဘုရင်တို့နောက်ပိုင်းမှာအချိန်ရလို့ရှိရင်လည်းဝေပုံကပပတတုတ်တံကိုဖြည့်ဆွတ်ပြီးတော့ပြောမယ်လို့တော့စိတ်ကူးထည့်ထားနော်ဒါကြောင့်ဒီနေ့အလုံးစုံသောသင်္ခါရတရားတွေဟာပျက်စီးသွားကြတယ်ပျက်စီးသွားကြတဲ့အတွက်ကြောင့်အကောင်းမဟုတ်ဘူးနိဗ္ဗာန်ချမ်းသာတရားဒီသာနဲ့လောကကြီးမှာချမ်းသာတဲ့ချမ်းသာမှဆိုတာကိုပေါ်လွင်ထင်ရှားစေဖို့အတွက်မဟာတုဒ္ဒနာတုတ်တံနဲ့ တရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုဒီစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတ်တဉာဏ်ဒီလိုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှပန်းစုံလို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုတိမြတ်တို့ရှိခိုးပူတော်ကြအောင်စု အလုံးလည်းအုပ်ချိန်မှုပြီးတော့အာရုံပြုရရအောင်ကရုဏာတိတလဟရယံပညာပိဇောတာဝိဟတမောဟဓမ္မံသန္နရမရလောကကရောဝန္တိသုကတံဂတိဝိမုဒ္ဒံကရုဏာတိတလဟရယံမဟာကရုဏာရောဖြင့်အိမြသောစေနှလုံးလည်းရှိတော်မူပါဗေဒသော ပညာပိသောတဝိရဒမောဟတမအရဟတမတိဟူသောအယံအလင်းခြင်းဝိဇာတိဟူသောမိုက်မှန်ကိုဖေခွာတော်မူ၏ထသောတဏ္ဍမရလောကကရုလူနိုင်မြတ်တတဝန္တတို့၏ကြောင့်ထေတံတို့အလေးအလိုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမုတ်တံဒီဝမနုဿာနိရယနေ ပိတတိသံလာယရှိငါတံတော်ကတိရူမာတိသူတချင်းကဲ့လွတ်တော်မူ၏သသောသူကတံတတဝရောအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုလာမြတ်စွာဘုရားမူဝါ၏သသောဗုဒ္ဓံဒေသာလိယတရားမြတ်ကိုလက်ပေါ်တင်နာပရမြခဲ့သောပြတ္တထင်းနေသိမြင်ပိတမြတ်ရှင်ကိုတော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပြည့်ညတ်ပရမတ်မှမူ ယုံနာနှစ်ဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟောနေဝလာမှာကာယဝေစီမနောရှိ၏သုံးရီဓာရပဏာမဖြင့်ဒုက္ခယုံကျိုးလက်ဆုံးမူကရှိခိုးပုညုပာဤမြတ်စွာဘုရားဘုရားရှင်တို့ မဟာသုတ္တနာသုတ္တံကိုမဟောသေးခင်မှာကျေတော်ရှင်မဟာဝိသုဒ္ဓါယံဆိုတော့ဘုရားကြီးရည်သားတော်မူခဲ့တဲ့ကာထာလေးသုံးပုဒ်ကိုစတင်ပြီးတော့ကျွတ်ဆိုဟောကြားခြင်းမှာအစတင်ပြီးတော့အနာယူကြည့်ညူကြည့်ရယံကိဉ္စီပါဟိယဝိတ္တောယထာကမ္မံပပိစတုဣဇ္ဇတမိမဗိနမိအဘိနောဝေသပင်ညောဝ သက္ကိဘုဒ္ဓနာပုပ္ပိဟိပိဏသံပတ္တိယောဟုပါရမီပုံညာသမ္မာတော်တာရိကောဝအဘိနကောသတ္တမတံယဝသမารိတပတံပတ္တိသရကံတတိမပညာဝရခိနသောစီဖိကုပေရဏံဝိတုဒ္ဓံဆိုတော့ဘုရားကြီးရေးထားတယ်အလွန်အနှစ်သာရနဲ့ပြီးွားတယ်စဉ်းစားချင်းကျင်စရာအလွန်ကောင်းတဲ့တရားကတာလေးတုံးလို့ ပထမဂါထာကိုအရှင်တို့စတင်ပြီးတော့ပြောမယ်။ယံကိစီပါဟိယဝိတုံယထာကမံပပိစတုဣဇတံမိမဘိဏမိအံဘိနောဝေသပညဝ။အတိပ္ပေကမပြောတာလို့ဆိုတော့အလုံးစုံသောပြင်ပကအရာတွေပျက်စီးခြင်းတိုင်းပျက်စီးပါစေ။မိမိရဲ့အတွင်းမှာရှိတဲ့အတွင်းပျက်စီးလို့ဆိုရတဲ့တိလသမารီပညာ နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုထားတဲ့ကုသိုလ်ကောင်းမှုပါရမီအဆောက်အုံနေမပြည့်စည်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုပြည့်စည်နေတဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ပါဘူးတဲ့နော်ပြင်မကအရာတွေပြည့်စည်ခြင်းနိုင်ပြည့်စည်ပါသည်နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုထားတဲ့သီလသမารီပညာလေးဟူသောကုသိုလ်ကောင်းမှုအစုတွေမပြည့်စည်သေးဘူးဆိုရင်ဒီပုဂ္ဂိုလ်ကိုပြည့်စည်နေတဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးတဲ့ဒီနေရာမှာဗာဠိယဝတ္ထု ပြိမကအရာတွေပျက်စီးခြင်းနဲ့ပျက်စီးပါစေဆိုတဲ့နေရာမှာဗာဟိယဝိတ္ထုအရာပြိမကပျက်စီးဆိုတဲ့နေရာမှာအသက်ခန္ဓာကိုတောင်ထည့်ထားတယ်။နောက်ပစ္စည်းဥစ္စာတွေခြေရမြင်တွေ့ရတဲ့အသက်ရှိတတ္တဝါတွေဒါတွေမကဘူး။မိမိအသက်နဲ့ခန္ဓာကိုတောင်မှအပြင်ပစ္စည်းဗာဟိယဝိတ္ထုလို့ပြောထားတယ်။တကယ်တမ်းကိုယ့်ရဲ့အတွင်းပစ္စည်းကိုယ်စိုးကိုယ်ပိုင်ပြောလို့ရတယ်ဆိုတဲ့ပစ္စည်းဟာ တိရသမารိပညာတိဟုသောကုသိုလ်ကောင်းမှုတစ်ခုပဲရှိတယ်။ဒါကြောင့်သရဝိကပြမကအရာတွေဆိုတာပျက်စီးခြင်းတိုင်းပျက်စီးပါစီဆိုတာပြစ္စလကပြစ်ထားရမယ်လို့ဆိုလိုတာမျိုးမဟုတ်။အချင်းကြလာရင်ဒါတွေအလုံးဟာပျက်စီးသွားတာရှိပဲ။မပျက်စီးအောင်လည်းဘယ်မှတားလို့ရတာမျိုးမဟုတ်ဘူး။အဲ့ဒါအဲ့ဒါလေးပျက်စီးသွားလို့လူတယောက်ပျက်စီးသွားပြီလို့မပြောနိုင်ဘူးတဲ့။ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာအတွင်းပစ္စည်းကိုမပျက်စီးအောင်ထိန်းသိမ်းနိုင်ကြတယ်။ အဲ့ဒါဆိုရင်ဒီပုဂ္ဂိုလ်ဟာပျက်စီးတဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးတဲ့အင်မတန်အားရှိနေရကောင်းတာပေါ့နော်အဲ့ဒီမှာသူဒုတိယဂါထာနဲ့ဗာဆက်ပြောတယ်ဆိုတော့ဇတိဝုဒ္ဓနာပုဗ္ဗေဟိဗိနာတံပတ္တိယောဘဟုပါရမီပုံညတံဘာရောတာရိကောဝအဘိနကောရှိတော့မှာစัจဝရိမင်းချမ်းသာတွေကိုတောင်းရခဲ့ဘူးကြတယ်သူသူငါငါတတ္တဝါတို့အတွက် များစွာသောပြည့်စုံခြင်းတွေဟာပြည့်စည်ခဲ့ဘူးလားဗျာကိုဘဝတန်လျာကိုပြန်ပြီးတော့စောင်းခဲ့ပြီးတော့ကြည့်ကြည့်ပေါ့မရဘူးတဲ့ချမ်းသာဆိုတာမရှိဘူးနိဗ္ဗာန်ချမ်းသာကလွယ်လို့မဖြစ်ဘူးတဲ့ကြီးကျယ်ခြင်းဆိုတာဘယ်တတ္တဝါမှာမှမရှိဘူးအဲ့ဒါလို့ရခဲ့ဘူးတဲ့ဖြစ်ခဲ့ဘူးတဲ့ကြီးကျယ်ခြင်းတွေခန္ဓာခြင်းတွေကောင်းမြတ်ခြင်းတွေဆိုတာအလုံးပြည့်စည်သွားကြပါပြီတဲ့အခုကမှမရှိပါဘူးမပြည့်စည်ခဲ့ဘူး လောကကြီးမှာမပြည့်စည်ပဲနဲ့တည်တတ်နေခိုင်မြဲတယ်ဆိုတဲ့အရာတခုတော့ရှိတယ်တဲ့ဒါလေးကတော်တော်စိတ်ဝင်စားနေရကောက်တယ်အရာအလုံးကတော့ပြည့်စည်သွားတာရှိပဲဒါပဲပုဂ္ဂိုလ်မှနားမလည်နိုင်ကြလည်းမရှိဘူးလက်မခံလို့လည်းမရဘူးအလုံးဟာပြည့်စည်သွားကြသို့တော့အဲ့ဒီပြည့်စည်နေကြတဲ့ဝယုံတုံးကပြည့်စည်နေကြတဲ့လောကကြီးတွေမှာမပြည့်စည်တတ်တဲ့အရာလေးတခုတော့ရှားရှားပါးပါးရှိနေတယ်နော်အဲ့ဒီအရာကဘာလဲဆိုတော့ ပါရမီပုံညတံပါရလို့ဆိုတဲ့နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုထားတဲ့ကုသိုလ်ကောင်းမှုပဲတဲ့ကုသိုလ်ကောင်းမှုတောင်မှကုသိုလ်ကောင်းမှုတိုင်းမပြည့်စည်တာမဟုတ်နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ပါရမီမြောက်တဲ့ကုသိုလ်ကောင်းမှုတည်တာနဲ့မပြည့်စည်တာနိဗ္ဗာန်ကိုမရည်ရွယ်ဘူးဂုံပကာသနာကိုလိုလားလို့တော့၎င်းဘဝတံပတိဘောဂတံပတိကိုလိုလားလို့တော်၎င်းပြုထားတဲ့အမျိုးမျိုးသောကုသိုလ်ကောင်းမှုတွေကတော့ မပြက်စီးတဲ့ကုသိုလ်စိတ်ရင်းထဲမှာသူမပါဘူးသူမှမပြက်စီးဘူးဆိုတဲ့အရေးအသွေးမရှိဘူးဘာလို့လဲဆိုတော့လူငယ်တွေကိုနည်းနည်းနားလည်အောင်အရှင်တို့ပြောမယ်နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့မပြုတ်တဲ့ကုသိုလ်ကောင်းမှုတွေဘဝတမတိဘောဂတမတိအကျော်စောကုံပကသနတခုခုကိုလိုလားတောင်းတပြီးတော့ပြုတ်တဲ့ကုသိုလ်ဆိုတာကကောင်းမြတ်တဲ့အမှုဖြစ်တဲ့အတွက်ကြောင့်သူတောင်းတတဲ့အရာကတော့ရမှာပဲမရဘူးလို့တော့မရှိဘူး ဆိုပါစို့နှက်ဖြစ်ခြင်းနဲ့နှက်ဖြစ်လိမ့်မယ်အဲ့ဒီကုသိုလ်ကောင်းမှုကနှက်ဖြစ်အောင်အထောက်အပံ့ပေးလိမ့်မယ်သို့သောအဲ့ဒီနှက်အဖြစ်ဆိုတာလည်းအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်ပြည့်စည်သွားတယ်အဲ့ဒီနှက်အဖြစ်ပြည့်စည်သွားတာနဲ့နှက်အဖြစ်ကိုပြုတ်တတ်တဲ့အဲ့ဒီကုသိုလ်ကောင်းမှုပါတခါလေးပြည့်စည်သွားတယ်ဟုတ်အဲ့ဒါသူကအနိစ္စမျိုးလည်းမယ်အကျုံးဝင်မလားအကျုံးဝင်ပါလေနိဗ္ဗာန်ကိုရည်ရွယ်တဲ့ကုသိုလ်ကောင်းမှုကြတော့အဲ့ဒါလိုမျိုးမဟုတ်ဘူး သူကစုဆောင်ထားတဲ့သဘောပါရမီအနေနဲ့စုဆောင်ထားတဲ့သဘောနောက်ဆုံးတနေ့မပြည့်စည်ရခိုင်မြဲရချမ်းသာပြည့်ချမ်းသာမှနိဗ္ဗာန်ကိုရသည့်အထိသူကကမပစ္စည်းရတတိအနေနဲ့ကိုယ်ကနိဗ္ဗာန်ချမ်းသာမရမချင်းကိုယ်တဏ္ဍာကသူစွန့်မသွားဘူးစွန့်ရည်တတိကရှိနေတာလဘဝတွေဘလို့ကြောင်းကြောင်းဘဝတွေဘလို့ပဲကုံသွားသွားအဲ့ဒီစွန့်ရည်တတိလေးကတော့မပြည့်စုံရှိနေတယ်။ဒါဘုပဲပါရမီလို့ခေါ်တာ။တယောက်နဲ့တယောက်မတူဘူးဆိုတာအဲ့ဒီအချက်မှမတူရတာ။ ဘုရားဖြစ်သွားတယ်ဆိုတာလည်းအဲ့ဒီမြင့်မြတ်မှုကိုသူဘလို့များကြီးစုဆောင်းထားနိုင်တယ်လဲဆိုတဲ့အချက်နော်ပရမိတ်သကောင်းတယ်ဘာလို့အဲ့ဒီနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေနိဗ္ဗာန်ချမ်းသာကိုမပေးရမချင်းသူတောင်မှမကြည်သေးဘူးဆိုတဲ့အတိပဲသူရှိနေတယ်စွန့်ရည်တတိတမျိုးအနေနဲ့ရှိနေတယ်ဒါကြောင့်အဲ့ဒီကုသိုလ်ကောင်းမှုကြတော့မပျက်စီးတဲ့အရာလို့ဆိုရလေတဲ့ဘာဖြစ်လို့လဲဆိုတော့မပျက်စီးတတ်တဲ့နိဗ္ဗာန်ကိုဖြစ်စီမှာမဟုတ်လို့ပဲ မျက်မှောက်ပြုနိုင်မှာမဟုတ်လို့ပဲဟိုနိဗ္ဗာန်ဆိုတာကဒါကြောင့်ဖြစ်တယ်ဆိုတော့နိဗ္ဗာန်မှာအကြောင်းတရားတော့မရှိဘူးဒါကလေးလေးနက်နက်တွေးကြည့်နေတဲ့လူတွေအတွက်အရင်ကပြောပြတာနိဗ္ဗာန်မှာအကြောင်းတရားမရှိဘူးနိဗ္ဗာန်ဆိုတာဘာကြောင့်ဖြစ်တယ်လို့အကြောင်းတရားမရှိဘူးနိဗ္ဗာန်ဆိုတာကုသိုလ်ကြောင့်ဖြစ်တာလည်းမဟုတ်ဘူးမဂ်င်ရှင်ပါကြောင့်ဖြစ်တာလည်းမဟုတ်ဘူးကုသိုလ်တို့မဂ်င်ရှင်ပါတို့ဆိုတာကနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရဲ့အကြောင်းတရားမျှတာဖြစ်တယ်။နိဗ္ဗာန်ရဲ့အကြောင်းမဟုတ်ဘူး။ဆိုရပါစို့မန္တလေးကနေရန်ကုန်ကိုသွားမယ်။ ရန်ကုန်ကိုသွားတဲ့လမ်းလျှောက်သွားမှာပေါ့ဒီလမ်းလျှောက်သွားရင်ရန်ကုန်ကိုရောက်မယ်လို့ပြောတာဒီလမ်းကြီးရောက်ရန်ကုန်ဆိုတာဖြစ်လာတာမဟုတ်သွားပေါ့လားလမ်းရောက်ရန်ကုန်ဖြစ်တာလားမဟုတ်ဘူးဒါပေမဲ့လမ်းလျှောက်သွားရင်တော့ဒီလမ်းလျှောက်သွားရင်တော့ရန်ကုန်ကိုရောက်လိုက်မယ်ရန်ကုန်ကသွားတူတူရှိနေပြီသားလမ်းရောက်ရန်ကုန်ဖြစ်လာတာမဟုတ်ဘူးဒါပေမဲ့လမ်းရောက်တော့ရန်ကုန်ကိုရောက်သွားနိုင်တယ်အတူရင်တော့ နိဗ္ဗာန်ကိုရည်ရွယ်တဲ့ကုသိုလ်ကောင်းမှုတွေဟာအဲ့ဒါလိုမျိုးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစီမှာဖြစ်တဲ့အတွက်ကြောင့်လောကမှာမပြည့်စည်တတ်သောအရာဆိုလို့အဲ့ဒီနိဗ္ဗာန်ကိုရည်ရွယ်ထားတဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲရှိတယ်တဲ့အဲ့ဒါဒုတိယကထာနဲ့ပြောထားအဲ့တော့တတိယကထာနဲ့တို့ကဘာဆက်ပြီးတော့တိုက်တွန်းထားလဲဆိုတော့ဒသမတန်ဤဝတ္တမာရိတပ္ပတံပတိတာရကံတတိမာပြညဝရခေနသောစီဖိကုပေရဏအဓိပ္ပာယ်ကဘာလဲဆိုတော့ အဲ့ဒါလို့ပြည်ကြီးချင်းတွေအလုံးကိုပြည်စုံစေနိုင်တဲ့ကောင်းတာတွေအလုံးကိုဖန်တီးပေးနိုင်တဲ့ကုသိုလ်ကောင်းမှုဆိုတဲ့ပါရမီအစုအဝေးကိုသာလျင်ဉာဏ်ရှိတဲ့လူတတိရှိတဲ့လူဟာမပြည့်စည်အောင်ဆောင်ရှောက်ရမယ်တဲ့မြင့်မကအရာတွေပြည့်စည်ခြင်းကြောင့်တဇိုးတတိမှစိတ်ထဲမှာစိုးရိမ်ခြင်းပူပန်ခြင်းမဖြစ်စေရတဲ့ပြောတာစိုးရိမ်လို့လည်းသူကမပြည့်စည်ဘဲနေမှလည်းမဟုတ် ဆိုရင်လိုလည်းပဲကိုဖြစ်ခြင်းတဲ့အတိုင်းဖြစ်မှာလည်းမဟုတ်ဆိုရင်လိုက်ရတာပဲအဖတ်တင်ဟုတ်လားဒါကြောင့်ဉာဏ်ရှိတဲ့လူသတိရှိတဲ့လူဆိုတာအင်မတန်ကောင်းမြတ်တဲ့ပါရမီအစုအဝေးကိုသာလည်းမပြည့်စည်အောင်ဆောင်ရှောက်ထင်တယ်ရမယ်ကျန်တာတွေကတော့ပြည့်ချိန်တိုင်းရင်ပြတ်သွားမှာပဲပြတ်သွားလို့တဲ့စိတ်ထဲမှာမတုံ့လှုပ်အောင်တဘာဝရဲ့သဘောတွေကိုနားလေထားအောင်ကြိုးစားရမယ်လို့ပြောတာဟုတ်ရဲ့လားအဲအဲ့ဒါဥစဉ်တို့ကထာလေးသုံးဖို့ အဓိကထားလေးတွေကိုဦးဇင်းတို့ဘာကြောင့်ပြောရတာလဲဆိုလို့ရှိရင်ဆက်ဟောမဲ့တရားအတွက်အများကြီးအထောက်အကူပြုစီလို့ပြောရတာလောကကြီးမှာအရာအလုံးဟာပျက်စီးသွားမှာပါမပျက်စီးတတ်တာဆိုလို့နိဗ္ဗာန်ချမ်းသာတစ်ခုပဲရှိတယ်နိဗ္ဗာန်ချမ်းသာကိုရရစေတဲ့ကုသိုလ်